FA Cup Final Crystal Palace နဲ့ Man City မင်္ဂလာပါကိုခိုင်းစတဖုတ်ဘောရှိုးအနေကြိုးစားပါရယ်ဒီညစင်နိုင်းမှာဝင်းပလီကွင်းထဲမှာရှင်ပြိုင်ဘိုလ်လူကြတော့မဲ့ခရစ်စတပယ်လစ်နဲ့မန်စီးတီးတို့ရဲ့ပွဲချိုသုံးသက်ချက်ကိုလုံပေးသွားကြပါရယ်ခင်ဗျ key points လေးဆွတ်ထုတ်ကြည့်အောင် FA Cup ဆိုတာကမ္ဘာမှာတက်တန်းအရင်ဆုံးပြိုင်ပွဲတစ်ခု England ်ဒေတာတွေမှာဆိုရင်လေဂွန်တိတ်ကပိုင်းအရာမြင့်တဲ့တော်နမန့်တစ်ခုအဲ့အတွက်ကြောင့်ခရဘောင်ကပ်တဲကိုပို့ပြီးတော့ဥရောပဝင်ခွင့်လမ်းကြောင်းအဆင့်မြင့်ကျွန်တော်တို့ကပြောချင်တာလည်းအဲ့ဒီအပိုင်းမန်စီးတီးရ FA Cup ရရင်ဂွန်တိတ်ကပိုင်းအရာတော့အဆင့်ပြေတယ်ဒီနှစ်ဘောလုံးရသည်ဖလားလက်မဲ့ရသည်မဖြစ်ဘူးပေါ့ဗျာသို့တော့ Palace ကဖလားတစ်လုံးထပ်ပူတယ်ဗျဒီဖလားရပြီဆိုရင် Europa League သူတို့ဝင်ခွင့်ရမှာပြီးခဲ့တဲ့ရာသီတုန်းက EPL Standing မှာ Chelsea Europa League ဝင်ခွင့်ရခဲ့ပေမဲ့ Manchester United က Knockout ချနိုင်ခဲ့တယ်လို့မျိုးခရစ္စတပယ်လစ်မှာအဖေကန်အနေတစ်စက်ယူရိုပါလိဝင်ဖို့အခွင့်အရေးတွေအများကြီးရှိနေတယ်မန်စီးတီးကတော့ပြီးခဲ့တဲ့ဘောလုံးရာသီဖိုင်နယ်တက်လာတဲ့မထင်မှတ်ပဲယူနိုက်တက်ကိုရှုံးသွားတဲ့အတွက်ဒီနှစ်ဘောလုံးရာသီမှာနှစ်ချိန်မြောက်ဆက်ပြီးရှုံးဖို့တိတ်မဖြစ်နိုင်လောက်ပေါ့နော်သူတို့ဒီဖလားကိုအမိအယယူမယ်လို့ထင်တယ်နောက်ကျွန်တော်မှ logic တစ်ခုရှိတယ်ကန်ဆိုးကန်ကောင်းဆိုတာနှစ်ချိန်မရှိဘူးတစ်ခါကန်ဆိုးပြီးပြီဆိုရင်နောက်တစ်ခါကန်ကောင်းတတ်တယ်အဲ့တော့ကြောင့်မန်စီးတီးဒီပြီးခဲ့သောဘောလုံးရာသီကမထင်မှတ်ပဲမန်ယူနိုက်တက်ကို အရှုံးပေးခဲ့ရတဲ့အတွက်ကြောင့်ဒီနှစ် FA Cup မှာဒုတိယပြီးထပ်ရှုံးပြီး FA Cup ကိုလက်လွတ်ပေးရဖို့ဆိုတော့ percentage တော်တော်လေးနည်းတယ်။နောက် Man City ကဒီဖလားတစ်လုံးနဲ့ပဲသူတို့မှာကျန်တော့တာ Pep Guardiola ရဲ့ဂုဏ်သိက္ခာပိုင်းဆိုင်ရာအများကြီးထိခိုက်နက်နာစေနိုင်တဲ့အတွက်ကြောင့်ကစားသမားတွေရောဒီဖလားပေါ်မှာ focus အပြည့်ထားပြီးပြိုင်မှာဖြစ်ပါတယ်။တိုးတော့တစ်ဖက်က Palace ကြောက်လဲကျွန်တော်ရှင်းမှပြောခဲ့သလိုပဲသူတို့ကဖလားတစ်လုံးထပ် ပို့တဲ့အခွင့်အမျိုးတွေရမှာဖြစ်တဲ့အတွက်ကြောင့်မန်စီးတီးကိုခြေသွမ်းပိုင်းမတားဘူးဆိုရင်တောင်ဘျူအာပိုင်းနေပက်ဂွာဒီယိုလာတော့ဂလက်စနာကအစ်မမြင့်ဘူးဆိုရင်တောင်စိတ်သက်ပိုင်းမှာတော့မန်စီးတီးထက်မနိုင်ပါဘူးအဲ့အတွက်ကြောင့်နှစ်သင်းလုံးကဒီဖလာရရှိရေးမှာအတိအကျကြီးမန်စီးတီးကတေချာပါတယ်လို့ကျွန်တော်ကတော့မပြောရဲဘူးတကယ်အခြေအနေမျိုးရှိတယ်နောက်ပယ်လစ်မှာလည်း လှုပ်ရှားလို့ကောင်းတဲ့ကစားသမားတွေအများကြီးပါနေ။ Ismila Sa, Mateta, Ibrichi Easy တိုက်စစ်စုဖွဲ့မှုအရာ counter attack တွေတိတ်ကိုကောင်းမွန်လွန်းလာတယ်။နောက်မန်စီးတီးကလည်းဒီနှစ်ပေါ်လုံးရသည်မှာကျွန်တော်တို့တိတ်ယုံကြည်လို့မရတော့တဲ့အခြေအနေမျိုးပြီးခဲ့တဲ့ Premier League ပွဲစဉ်36မှာဒီလောက်အရေးကြီးနေပါလျက်နဲ့ Southampton အသင်းကိုတရေပဲကစားနိုင်ခဲ့တယ်။ဘရိုးစဉ်းစားကြည့်လိုက်။အရေးမကြီးလို့တရေကစားရတယ်ဆိုရင်ဒါကျွန်တော်လက်ခံတယ်။ဒီလောက် Champions League ဝင်ခွင့်အတွက်ပြိုင်ဆိုင်မှုပြင်းထန်နေပါလျက်နဲ့အာလင်းဟာလန်ဝင်ရောက်ကစားပါလျက်နဲ့ဘာကြောင့်အနိုင်မကစားနိုင်ခဲ့တော့။ဆိုတော့ Man City ကိုလည်းတိတ်ယုံလို့ မရဘူးဗျဒါတော့ဒီဘုတ်ပုံမှာကျွန်တော်မြင်မိတဲ့ keyboard တွေဖြစ်ပါတယ်โอเคနောက်ထပ်တစ်ပိုင်းကဒီနှစ်သင်းကို အာရှရဲ့ အကျော်ပေးမှုဘယ်လိုရှိသလဲထပ်ပြီးဆွေးနွေးကြည့်ပါမယ်ပြဿနာရှိတဲ့အကျော်ပေးမှုဗျကျွန်တော်တေချာစဉ်းစားလိုက်မယ်โอเคကျွန်တော်တို့ဒီအကျော်ပေးမှုအကြောင်းနေဘာမှမသိဘူးကလေးထာနဲ့စဉ်းစားမယ်မန်စီးတီးပဲပေါ့ဗျမန်စီးတီးမှာရတဲ့ဒီဖလားတစ်လုံးပဲရှိတော့တယ်ကျွန်တော်တို့မန်စီးတီးလိုပဲဟိုတမကရှန်ကဆိုရင်ရွေးမှာပေါ့သို့တော့အာရှအကျော်ပေးမှုမှာမန်စီးတီးဒီတကိုးသွင်းရင်တော့တဝက်ပျော်ရွှင်ဝင်ပေးထားတယ်ဒါပြဿနာရှိတဲ့အကျော်ပေးမှုဘရိုတို့ရှေရှေဝေးမစနဲ့ရိုးစနကျွန်တော်တို့ပြောသလိုမန်စီးတီးဒီပွဲစဉ်ကိုဘလို့နဲ့ပဲနိုင်နိုင်ဗျာနော်1-0နဲ့ပဲနိုင်နိုင်3-0နဲ့ပဲနိုင်နိုင် မက်ဆီဒီကနိုင်ပြီဆိုတာနဲ့တဝက်ပြောရှင်ဝင်ရမယ်ဆိုတာဒီဒါရုတ်တိမတန်တဲ့အကျော်ပေးမှုလို့တော့ကျွန်တော်ထင်တယ်1ဒီလောက်ဆိုရင်တော့မှဒါနည်းနည်းစဉ်းစားအောင်မယ် final ဘွဲပြင်တပွဲဖြစ်လို့ဘရိုရေးဘာညာဆိုတာတော့လက်ခံပါတယ်တွတ်တော်မက်ဆီဒီမှာလည်းဒီဖလားတလုံးမရှိတော့တယ်လေအလောက်ထီတော့ပျော့ပြောင်းတဲ့အကျော်ပေးမှုမပေးသင့်ဘူးဗျတာမကရှန်ကတွတ်မယ်ဆိုရင်ဒီဘွဲတွေမှာမက်ဆီဒီပူဆွဲမယ်ကပ်ပြီးနိုင်သွားမယ်ငါတို့တဝက်လောက်ပျော်ရွှင်ဝင်ရတယ်အီစေးပဲဆိုတဲ့အတွေ့အမျိုးရှိပါလိမ့်မယ်တိုတယ်ကုန်းနဲ့တစ်ချက်ပြန်ချင်းကြည့်အောင် တူတယ်ကိုဟာ၃လုံးတဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်နှစ်သင်းပေါင်းအတွင်းကို၃ကိုဖြစ်ရင်ဖြစ်မယ်၃ကိုနဲ့အောက်ဖြစ်ရင်ဖြစ်မယ်အဲ့တော့ကြောင့်၃ကိုအောက်ဆိုရင်1 z 1 1 2 z နောက်2 1အဲ့ဒီ reset တွေဖြစ်သွားနိုင်ပါတယ်ဆိုတော့ handicap ပြရွေးချယ်ရတို့လိတ်ခတ်တယ်ပေါ့နော်ဘူကီကတော့ပွင့်လင်းပြောရင်မက်ဆီဒီကိုခေါ်ထားတာဖြစ်ပါတယ်တိုးတော့ကျွန်တော်တွေကခါလီကြရင်လည်းဘူကီကပြန် trick တဲ့ပုံစံမျိုးလေးတော့ရှိတယ်ပေါ့နော် တက်တက်ပြဘက်ကန်အောင်သူအကြောပြလိုက်တဲ့ပုံကျွန်တော်တွေကဒဲ့တွေ့ရမယ်ပွဲစဉ်မျိုးဖြစ်တဲ့အတော့မတက်နိုင်ဘူးအကြောပြမှုအရန်ပျော့ပြောင်းနေတည်ကြနိုင်တဲ့အခြေအနေရှိတယ်ဆိုရင်တော့မန်စီးတီးအသင်းကိုပဲရွေးချယ်ရမှာဖြစ်ပါတယ်ပွင့်လင်းပြောရင်တော့ပါစနယ်အရာမန်စီးတီးနိုင်ဖို့မလွယ်ဘူးလို့ကျွန်တော်ထင်တယ်သို့တော့အဲကျွန်တော်ရဲ့ရှေ့ကရွေးချယ်တဲ့အတွေ့အကြုံပိုင်းအရာဒီလိုပွဲမျိုးတွေကတန်လုံးနေတဲ့အတွက်ကြောင့်မထူးဘူးလေအဲ့လောက်တန်အောင်အကြောပြနေလဲမန်စီးတီးကိုပဲဘူကီရဲ့ခေါ်တဲ့အတိုင်းကျွန်တော်တို့လိုက်ပါစီးမျောရအောင်โอเคကျွန်တော်နောက်ထပ်တစ်ပိုင်းဒီနှစ်သင်းကြားရဲ့ဂိမ်းနဲ့ ဲ့ချက်လက်လေးဆက်ပြီးတော့ဆွေးနွေးကြပါတယ်။နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာမန်စီးတီးယား4ချိန်နိုင်ပြီးတော့2ချိန်တည်ကြတာတယ်။အဲ့တော့တည်ကြတဲ့2ချိန်ကဒါပရီးမီးယားလိမှာသူတို့2ချိန်လုံးတည်ကြတာပါဗောနော်။အဲ့ဒီ reset ဒီတူးတူးဖြစ်ပါတယ်။သို့တော့နိုင်တဲ့ပွဲစဉ်တွေမှာမန်စီးတီးယားဂိုးများသောအဖြစ်ပြတ်တယ်။အခုနောက်ဆုံးပရီးမီးယားလိမှာထိတိုက်တွေ့ဆုံခဲ့တဲ့5-2ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်။ဆိုတော့မန်စီးတီးဒီဟတ်တူဟတ်မှာခရစ်စတိုပယ်လစ်အသင်းအတာကြီးရနေတယ်လို့ပြောနိုင်ပါတယ်။ကဲကျွန်တော်နောက်ထပ်တစ်ပိုင်း ခရစ်စပယ်လစ်အသင်းရဲ့အခုနောက်ဆုံးကစားထားတဲ့ current form နောက်ဆုံး6ပွဲမှာ2ပွဲနိုင်3ပွဲသီတပွဲရှုံးထားတယ်နိုင်တဲ့ပွဲတွေက Tottenham Hotspur နဲ့ Aston Villa ကိုနိုင်ခဲ့တာဖြစ်ပါတယ်ခြေသွမ်းမရဟိုအတိအကျမရှိဘူးပေါ့နော်နေကြည်မြင့်ကြည်များလုံးတယ်လို့ပြောရမှာပါ Newcastle ကို5-0နဲ့ရှုံးတဲ့ပွဲတွေမျိုးကြတော့လေအတော်လေးကိုစိုးသွားပါတယ်။တစ်ဖက်က Man City ကိုကြည့်မယ်ဆိုရင်တော့လက်ရှိ current form ကသူတို့နိုင်ပွဲတစ်ပွဲရဖို့စူးစမ်းရုန်းကန်ပြီးကန်နေရပါတယ်။ Everton ကို2-0နဲ့နိုင်ပြီးတဲ့ နောက်ပိုင်းပွဲတွေမှာဆိုရင်မန်စီးတီးဒီအက်စတန်ဗလာကို2-1နော်ဒင်ဖောရက်စ်ကို2-0ဝူဗန်ဟန်တန်ကို1-0စတဲ့ရလက်တွေရအောင်မနေကြိုးစားယုံထားရပါတယ် အခုနောက်ဆုံး stop the down ကိုတည်ကြခဲ့ပါတယ်အဲ့တော့ကြောင့်လက်ရှိ current form ကနှစ်သင်းလုံးကတိတ်ပြီးမကွာဘူးလို့ပြောလို့ရတယ်သို့တော့အချက်လက်ရချင်း Man City ကတော့ပိုကောင်းနေပါတယ်နောက်တစ်တပိုင်းကအိမ်ကွင်းဝဲကွင်းကစားအားတော့ဒီဘွဲစင်မှာတိတ်ပြီးတော့ကြည့်စရာမလိုဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဂျားကွင်းဖြစ်တဲ့ Wembley ကွင်းမှာကစားမှာဖြစ်တဲ့အတွက်ကြောင့်ပါအဲ့တော့နောက်ဆုံးမှကျွန်တော်ဗျူအပိုင်းချင်းကတ်မှုအနေငယ်လုပ်လိုက်ရအောင် Crystal Palace အသင်းရဲ့၃ရောက်တန်း ခန်စစ်ကအမြင့်မောတွေတွားပြီးတော့အာကိုလို့မရအောင်မဂွီဟီတို့နော်လာခရော့စ်တို့ဒီအမြင့်မောပိုင်နိုင်တဲ့ကစားသမားတွေဖြစ်ပါတယ်။ဒါ့အပြင်ဝင်းဘက်ကစားသမားနှစ်ယောက်ဖြစ်တဲ့မစ်ချန်နဲ့မူနော့စ်တို့ကလည်း overlapping နဲ့တိတ်ကိုကောင်းလွန်လာသလိုဒီခန်စစ်စင်းကူမှုတွေမှာလည်း stamina ပိုင်းကကောင်းတယ်။အဲ့ဒါကြောင့်သူတို့ဒီ deep ဖြစ်ဖြစ်နဲ့အသင်းတို့အများတန်းဒုက္ခပေးခဲ့တဲ့ဟန်အတိုင်းကစားမှာဗျ။ central zone, middle third, defensive third ဂျားရဲရနေရာတွေကိုအလွတ်ပေးမှာမဟုတ်ဘူး။ Man City အနေနဲ့ဂိုးရဖို့အတွက်ခက်ခဲမှာတော့တေးကြတယ်ဒါပေမဲ့ပက်ဒီလည်းဒီနေ့ဘောလုံးရသည်မှာအဲ့လိုမျိုးတွေခံရပေါင်းမနေတော့တဲ့အတွက်ကြောင့်ဒီလိုပွဲမျိုးမှာဘောလုံးကင်ကျင်မှလည်းကင်လိုက်မယ်ဒါပေမဲ့မကင်လို့တော့မရဘူးပြိုင်ဘက်ကတော့မစစ်တီကိုဘောလုံးပေးကင်ပါပဲအဲ့လိုပေးကင်တဲ့အခါကျရင်လည်းတက်နိုင်တဲ့လောက်တော့ overload to isolation တွေလုပ်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ဘလောက်ပဲ overload to isolation လုပ်လို့ပြိုင်ဘက်က ဲ့ဒီ between the lines မှာအရန် deep ပြအောင်ကစားထားတဲ့အခါကျရင်ထင်သလောက်မလွယ်ကူပါဘူးအဲ့တော့ကြောင့်ပြိုင်ဘက်အသင်မောဟိုက်မဲ့အခြေအနေမျိုးလစ်ဟာမဲ့အခြေအနေမျိုးကိုစောင့်ကြည့်ပြီး စားမှုရှိတယ်အခက်မသိရင်မာတီတာတို့ရဲ့အမြင်ပေါ်ပိုင်နိုင်မှုတွေကနေ direct counter attack တွေကနေပြန်ချပေးတဲ့ second ball တွေကို goal ဖြစ်ပြန်ပြီးခွင့်ပြုပေးရမယ့်ပုံတံမျိုးတွေကလည်းရှိနေပြန်တယ်မန်စီးတီးမလွယ်ရေးချမလွယ်ပါဘူးတိုးတော်လည်းဒီချိန်မှာကျွန်တော်တွေဒီ crystal palace ကိုတကူးသွင်းတဝက်လောက်ပျော်ရွှင်ခွင့်ရတဲ့အခြေအနေမျိုးကြီးကိုညင်းပယ်ပြီးတော့အောက်အသင်းကိုအားမပေးရတာတော့အမှန်ပါပဲခင်ဗျာအဲ့တော့ကြောင့်မန်စီးတီးအသင်းကိုပဲရွေးချယ်ပေးကြပါမယ်